မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်းဆောင်ရဲ့ရွေးကောက်ပွဲဖန်တီးမှုနဲ့အာနာချုပ်ကန်ရီလမ်းဆုံးရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုလည်းကြေညာလိုက်ပါပြီ6လတက်တန်းတိုးတဲ့လုပ်ရက်ကိုလည်းရက်တန်းလိုက်ပါပြီစစ်ကောင်စီဆိုတဲ့အဖွဲ့ကိုလည်းတရားဝင်ဖြတ်သိမ်းပြပြီးစစ်အရာရှိအချို့အရက်ဖက်ကိုရှေ့လိုက်ပါပြီစစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့မကြသေးမီကနိုင်ငံရေးလှုပ်ရှားမှုများသည့်ပြည်သူလူထုနဲ့နိုင်ငံရေးတုံ့သက်သူများကြားတွင် မေကုန်းထုတ်စရာများစွာဖြစ်ပေါ်စေခဲ့သည်စစ်ကောင်ဆောင်သည်လက်ရှိအခြေအနေများအောက်တွင်ဤသည့်လမ်းစဉ်ကိုနှင်း၍ဤသည့်ကောင်းစဉ်ဖြင့်နိုင်ငံကိုဆက်လက်အုပ်စိုးအုပ်မိမည်ဆိုသည့်မေကုန်းမှာအ धिक အာယုံစိုက်စရာဖြစ်လာနေသည်အာနာသိမ့်ရခြင်းဤမူလအကြောင်းအရင်2021ခုနှစ်တွင်သူကိုယ်တိုင်သမရမဖြစ်နိုင်တော့ဘူးဆိုသည့်ပုံကိုယ်ရေးအကြောင်းပြချက်ကစစ်ကောင်ဆောင်မင်းအောင်လိုင်းအာနာသိမ့်ခဲ့သည့်အ धिक အကြောင်းရင်းဖြစ်ပါသည်အယက်သားဆိုရလက်အောက်တွင်သမရဖြစ်ရန်လမ်းပိတ်သွားသည့်အပြင် စစ်တပ်၏အခေါင်အချုပ်ဖြစ်သောစစ်ဦးစီးချုပ်နေရာတွင်လည်း၎င်း၏တပ်တန်းမှပြည်နေပြီဖြစ်သည်။အာနာကိုအရေးအချင်းဖြင့်ရယူခဲ့သူမဟုတ်ပဲအာနာရှင်ဟောင်းဗိုလ်ချုပ်မှုကြီးတန်ရွှေအလူကျနေထိုင်ပြခဲ့ခြင်းဖြင့်သာစစ်ဦးစီးချုပ်ဖြစ်ခဲ့သူဖြစ်သောကြောင့်အာနာကိုလုံးဝလက်လွတ်ရမည့်အရေးသည်သူ့အတွက်ခက်ခဲခဲ့ပုံရသည်။ထို့ကြောင့်2020ရွေးကောက်ပွဲရလဒ်တွင်ပြည်သူအားကိုမှလန်နိုင်တော့သည့်နောက်2021ခုနှစ်လွှတ်တော်တက်သည့်ကိုယ်စားလှယ်များကိုဖမ်းဆီးကာအာဏာသိမ်းပွဲကိုစတင်ခဲ့သည် အာနာကိုခိတတွဲယူသည်ဟုဆိုကာ6လတက်တန်းတို့ချင်းများစွာပြုလုပ်ခဲ့ပြီးနောက်2025ခုနှစ်ဇူလိုင်31ရက်နေ့တွင်ရွေးကောက်ပွဲမကျင်းပနိုင်မီ63မြို့နယ်ကိုထုတ်ပြန်ပြီးအရေးပေါ်စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်စစ်ဗိုလ်ချုပ်များအရက်ဘတ်တို့ရွှေ့ပြောင်းခြင်း The Political Campaign လက်ရှိနိုင်ငံရေးလက်ကွက်ထဲတွင်မင်းအောင်လှိုင်အရေးကြီးဆုံးလှုပ်ရှားမှုမှာစစ်ဘက်ဆိုင်ရာအရာရှိများကိုစစ်ကော်မရှင်ဖွဲ့စည်းပုံအောက်မှအရက်ဘတ်တို့ကုပစ်လိုက်ခြင်းပင်ဖြစ်သည် စစ်ကောင်ဆောင်သည်စစ်တပ်ထဲတွင်အာဏာလက်လွတ်လိုက်ရသည့်ဗိုလ်ချုပ်ကြီးဟောင်းများ၏ဘဝကိုနားလေသောကြောင့်စစ်ဗန်၏အရက်ဖက်နှစ်ဖက်လုံးတွင်အာဏာတည်မြဲရေးကိုကြိုးစားအားထုတ်လာသည်ထိုးဝင်ကြီးချုပ်များဖြစ်သည့်တင်အောင်ဆန်း၏ညာထွန်ဦးအငိမ့်စားဗိုလ်ချုပ်ကြီးအောင်လင်းတွင်ကံမြင့်တန်းအပါဝင်စီရေးချုပ်များကာဆာထမှုများကအစားယာတုမရန်နာပြီးကြံခိုင်ရေးပါတီအတွင်ဝင်ရောက်စေကလွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်ပွဲတွင်ဝင်ပြိုင်ခိုင်းမည်ဖြစ်သည် စစ်အရာရှိ900စည်ရင်သည့်ကြံ့ခိုင်ရေးပါတီ60လလောင်းများနေရာတွင်ဝင်ရောက်ရှင်ပြိုင်ရန်စစ်ရာထူးခန့်ချုပ်ရုံးတွင်စည်ရင်ပေါက်နေကြောင်းသတင်းများအရသိရသည်ဤအခြေအနေသည်တမရရာဒူးကိုမှန်မောနေသူစစ်ကောင်းဆောင်အတွက်စစ်ဦးစီးချုပ်နေရာကိုလုံးဝဖိမပေးရပဲယုံကြည်ရသူများကိုအရက်ဖက်ရွှေ့၍၎င်းကိုယ်တိုင်ကကာကွယ်ရေးနှင့်အုပ်ချုပ်ရေးအပိုင်းနှစ်ခုလုံးကိုချုပ်ကန်ရန်ကြိုးစားအထောက်လာခြင်းဟုသူလက်အောက်ငယ်သားများကပါခံမှန်းနေကြပြီဖြစ်သည်စစ်တပ်အတွင်ပြည်ပခနှင့်စစ်ရှုံးမှုများ၏တက်ရောက်မှု ဤအခြေအနေကိုရောက်လာစေရန်စူးစမ်းရတွင်စစ်ကောင်ဆောင်သည်သူယုံကြည်ရသောစစ်ဗိုလ်ချုပ်အချို့ကိုရှာရူးတို့လုတ်ပိုင်ခွင့်များပေးခဲ့ရမှဗိုလ်ချုပ်များအကြံအကျင့်ပြတ်ချစားမှုနှင့်အာဏာခွဲဝေမှုပြိပက္ခများပြင်းထန်လာခဲ့သည်ဆိုထောမြက်သက်ဦးမုံမြင့်ထွန်ရန်အောင်စုအစရှိသည့်စစ်ဗိုလ်ချုပ်များကိုဖမ်းဆီးပြီးပိုင်ဆိုင်မှုများသိမ်းယူကာပြစ်ဒဏ်ကြီးများချမှတ်ခဲ့ခြင်းဤနောက်ွယ်ကတခုထီသော ပြစ်မှုမှာအာဏာဖီဆန်ပုံကန်ရန်တည်င်းထွက်လာခြင်းပင်ဖြစ်သည် စစ်ကောင်ဆောင်မရောက်လိုက်အတွက်ဤသို့ပြည်တွင်းပဋိပက္ခများကြီးထွားလာခြင်း2023ကာလသည်ရခိုင်ရှမ်းမြောက်ကရင်ပြည်နယ်ကရင်ပြည်နယ်များတွင်အကြီးအကျယ်ဆစ်ရှုံပြီးနလန်မထူနိုင်သည့်အခြေအနေဖြစ်ခဲ့သည်တပ်အင်အားပြုံးတီးပြီးပြည်သူ့တော်လှန်ရေးစိတ်များပြင်းထန်လာခြင်းတွင်စစ်ကောင်ဆောင်ထုတ်လိုက်သည့်နောက်ဆုံးရွေးချယ်မှုမှာစစ်မှုထမ်းဥပဒေဖြစ်သည်ထိုဥပဒေအောက်တွင်စစ်တပ်လက်အောက်ခံများသည့်အာဏာအလွဲသုံးစားလုပ်ကပြည်သူများအပေါ်ဖိနှိပ်တောင်းချမ်းပြီးငွေတွင်ကြီးတစ်ခုအဖြစ်ရှာဖွေခဲ့ကြခြင်းကို ထူးစစ်ကောင်ဆောင်စိုးဝင်းကပင်ဖွင့်ပြောလာခဲ့ရသည်အတုရောင်ရွေးကောက်ပွဲထို့သောစစ်ရေးရှုံးနိမ့်မှုများနှင့်စစ်တပ်အတွင်ပြစ်ပခများကြမှာရွေးကောက်ပွဲကျင်းပတော့မည်ဟုစစ်ကောင်ဆောင်ကကြေညာခဲ့သည်ထို့ပြင်ရွေးကောက်ပွဲနှင့်အတူထွက်ပေါ်လာမည်အယက်တာအစိုးရကိုအာဏာလွှဲပေးပြီးစစ်တပ်ကစစ်တပ်အလုပ်ကိုလုံသွားမည်ဆိုသည့်စကားကိုလည်းအစီအဝေးတိုင်းတွင်မဖြစ်မနေထုတ်ပြောရမည်မိန့်ခွန်းတစ်ခုအဖြစ်အသုံးပြုနေသည် ဖွင့်လင်းမြင်သာသောရွေးကောက်ပွဲကိုကျင်းပပေးမည်ဟုဆိုသောညလည်းလူတအူးတယောက်ကထိန်ချုပ်၍ရသည့် electronic mail ပေးဆက်များ e-vote တင်ကိုအသုံးပြုမည်ဖြစ်သည်။ထို့ပြင်ရွေးကောက်ပွဲမကျင်းပမီကတည်းကဝင်ကြီးလုပ်မည်သူပြည်내ကိုယ်စားလှယ်ဖြစ်မည်သူစာရင်းကသတ်မှတ်ထားပြီးသားဟုယူဆရသည်။မဲဆွေစည်းရုံး၏ကာလအတွင်းကြန့်ခိုင်ရေးပါတီကိုသာမဲပေးဖို့ PRP ခိုင်းစေမှုများကိုလည်းတွင်နေရသည်။ စီတင်းမာနေသောရခိုင်ပြည်နယ်ရှိအန်တောင်ကုတ်ခွစသည်အာရကတပ်တော်အေအေသိမ်းပိုက်ထားသည့်နေရာများနှင့်တိုက်ပွဲပြင်းထန်နေသည့်ကြောက်ဖြူမှာပါရွေးကောက်ပွဲကျင်းပမည်ဟုစစ်ကောင်ဆောင်ကဆိုထားသည်ရွေးကောက်ပွဲကျင်းပမည်နေပြည်ထုတ်ပြန်ချက်များမှာလည်းရွေးကောက်ပွဲအပိုင်တည်းဟုအမည်ပေးကာကျင်းပမည်လာမည့်ဒီဇင်ဘာ28ရက်မှတိုင်ပြီး၃ချိန်တိုင်းပြောင်းလဲခဲ့ပြီးဖြစ်သည် ။ဤဒီမှာဒီဇင်ဘာ28ရက်တည်ဟန်ပြတတတာ ဖြစ်နေပြီးအပိုင်းလိုက်ကျင်းပရန်အတွက်ပင်စစ်ကောင်းဆောင်သည်နိုင်ငံရေးတည်ငြိမ်မှုကိုယခုထိမထိန်ချုပ်နိုင်သေးကြောင်းပြသနေသည်။အာနာသိမ့်ခဲ့သည့်လေနစ်တာကာလအတွင်းတိုင်းပြည်သည်စီးပွားရေးပညာရေးစမ်းမာရေးဆက်သွယ်ရေးစသည့်ခန္ဓာများတွင်ရစရာတစ်ခုမျှမရှိခဲ့သည်ကိုအထင်းသားမြင်တွေ့ကြရပြီဖြစ်သည်။စီရီတင်းမာနေသည့်တိုင်းနှင့်ပြည်နယ်များရှိကြောင်များကိုဘုံကျဲတိုက်ခိုက်စီခဲ့သောစစ်ကောင်းဆောင်မင်းအောင်လိုင်ကကလေးများတေချေပြက်စီးနေခြင်းတွင်ပင် ပြည်သူတွေပညာမတက်လို့ဆင်းရဲမွဲတည်နေတာဟုပြောဆိုခဲ့သည်သည်ရက်ဆက်သောလုံရများနှင့်ပြည်သူအပေါ်ထားရှိသည့်စေတနာကိုသိရှိပြီးကြသည့်အတွက်စေကောင်းဆောင်ဦးဆောင်ကျင်းပပေးမယ့်ရွေးကောက်ပွဲကိုပြည်သူကမျှအယုံကြည်ရှိမည်မဟုတ်ပါ ရှိုင်းသမရယာရုတန်လန်စစ်ဦးစီးချုပ်ယာရုတန်လန်ဖြင့်နိုင်ငံကိုဖို့ဖို့ကြေအောင်စီမံပြီးတိုင်းပြည်နှင့်ပြည်သူများအပေါ်စေတနာမရှိသည့်အိမ်နီးချင်းနိုင်ငံအချို့နှင့်ဆက်လက်နှပါသွားအုံမိစစ်ကောင်းဆောင်သည်ရွေးကောက်ပွဲဟူသောလှည့်ကွက်ဖြင့်အာဏာမြဲမြံရေးလမ်းစစ်ကိုသာဆက်လက်တိဆောက်သွားမည်မှာငင်းမရနိုင်သောအမှန်တရားပင်ဖြစ်သည်ဆက်လက်ပြီး၄ကေကော်တိုက်ပွဲကိုရဲမြောင်နှင့်ပြင်းထန်နေတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ကရင်ပြည်နယ်မြဝတီမြို့တောင်ဘက်က၄ခေကော်မြို့တစ်ကိုစစ်ကြောင်းထိုးနေတဲ့စစ်တပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ 6ရက်မြောက်နေ့အဖြစ်တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်စစ်ကောင်စီတပ်ဟောင်းကရင်နယ်ခြားဆောင်တပ် PDF ရဲ့တရင်တချို့ရဲ့အကူအညီနဲ့အပြင်းထန်စစ်ကြောင်းထိုးနေတယ်လို့တပ်မဟာ6နေမြေကတော်လရေးတရေရေးမြတ်တအူကပြောပါတယ်ဒါကြောင့်တိုက်ပွဲ6ရက်မြောက်နေ့ဖြစ်တဲ့စက်တင်ဘာ29ရက်မှာလဲတိုက်ပွဲအလွန်ပြင်းထန်နေတယ်လို့တော်လရေးတရေရေးမြတ်တွေကပြောပါတယ်မြဝတီမျိုးဆောင်တပ်ခလာရ295တရင်ကနေလေရနက်ကြီးတွေနဲ့အဆက်မပြတ်ပြစ်ကူပေးနေတယ်လို့တော်လန်ရေးတရင်ရင်းမြတ်တအူကပြောပါတယ် 295ကမစ်ဆိုင်တွေအတွဲလိုက်ပစ်ဒဏ်ချရတယ်လို့၎င်းကပြောပါတယ်။စစ်ကောင်စီတပ်ဟောင်းအတင်းထိုးဝင်စစ်ကြောင်းထိုးနေပြီးလက်ရှိမှာ၄ကစ်ကော်မျိုးအဆက်ကိုရောက်နေတယ်လို့လည်းဆိုပါတယ်။၄ကစ်ကော်မျိုးတစ်ကိုရဖို့အတွက်စစ်ကောင်စီတပ်ဟောင်းစက်တင်ဘာ22ရက်ကနေစတင်ပြီးစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။စစ်တပ်ဟာလေကစ်ကော်မျိုးတစ်စီကိုစစ်ကြောင်း၅ကြောင်းနဲ့ထိုးစစ်ဆင်ရမှာ BGF ရဲ့ဘူတင်ဝင်းအဖွဲ့ကလေကစ်ကော်ရဲ့အရှိမျောက်ဖက်မေဝါခီယွာဘက်ကနေစစ်ကြောင်းကူထိုးတယ်လို့သိရပါဗျ။ BGF ရဲ့ဗိုလ်မှူးတော်အဖွဲ့က၄ကိကော်ရဲ့အနောက်မြောက်ဘက်ကကြောက်ကူရွာကနေစစ်ကြောင်းကူထိုးလာတယ်လို့တော်လန်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။စက်တင်ဘာ23ရက်နေ့25ရက်ကဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာစစ်တပ်ကတိစုံတရန်ရသူများပြားခဲ့တယ်လို့တော်လန်ရေးရဲဘော်အချို့ကပြောပါတယ်။မေဝါခီရွာဘက်ကစစ်ကြောင်းထိုးလာတဲ့ BGF ဖူတင်ဝင်းတပ်ဖွဲ့လည်းအထိနာခဲ့တယ်လို့သတင်းဌာနကစုံစမ်းသိရှိရပါတယ်။ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ PDF ပူးပေါင်းတပ်စစ်ကြောင်းတွေက၄ကိကော်မျိုးသစ်ကိုခုခံကာကွယ်နေတာဖြစ်ပါတယ်။ တော်လန်ရေးပူပေါက်တက်ကောင်ကော့ဘရာစစ်စီရေမှုဘုံမူထားဘောကိုရိုင်းစစ်မြေပြင်မှာဥဆောင်တိုက်ခိုက်နေတဲ့ရုတ်တံစက်တင်ဘာ26ရက်ကလူမှုကွန်ရက်မှာပေါ်ထွက်လာပါတယ်စစ်ကောင်စီတပ်ဟောင်းစစ်မှုရဲဥပဒေနဲ့အာဓမစူဆောင်းထားတဲ့တပ်သားတွေကိုမူးယစ်ဆေးတွေကျွေးပြီးရှေ့တက်ခိုင်းတာလို့လေလေကိတ်ကော်တီတာမှာတိုက်ပွဲဝင်နေကြတဲ့တော်လန်ရေးရေဘော်တွေကအသိပေးထားပါတယ် စစ်ကောင်စီတပ်ကိုဖုကံတိုက်ခိုက်နေတဲ့ကော့ဘရာစစ်ကြောင်းတစ်စစ်ကြောင်းမူစောကော်ကတော့မိဘဖြူသူတွေကိုသားလူငယ်လူရွယ်တွေရှိရင်ပါစပြည်သူစစ်တွေပါမသွားစေရန်အထူးဂရုပြုစေချင်ပါတယ်။ခုတက်လာတဲ့ပါစပြည်ကြောင်းတောင်တောင်တွေစေချွေပြည်ရှေ့ကိုလွတ်တင်နေလို့ယူဆရပါတယ်။စိတ်မကောင်းစွာနဲ့ကိုဘက်ကကင်ထုတ်လိုက်ရတာများပါတယ်လို့စက်တင်ဘာ23ရက်တိုက်ပွဲအပြီးမှာသူ့ရဲ့လူမှုကွန်ရက်ကနေတဆင့်အသိပေးရေးသားထားပါတယ် ဆက်လက်ပြီးရခိုင်မှာဆစ်ရှုံးနေတဲ့စစ်ကောင်စီကလေကြောင်းရေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်နေလို့ပြည်သူတွေအရင်ထက်ပိုသတိထားဖို့အေးအေးအေးပေါ်ကြီးညာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ရခိုင်ဒေသမြေပြင်တိုက်ပွဲတွေမှာအကြဆုံးများစွာနဲ့ရင်ဆိုင်နေရတဲ့စစ်ကောင်စီတပ်ဟောင်းလူစုလူဝေးရှိတယ်လို့ယူဆတဲ့နေရာတွေကိုမိညာအချိန်မရွေးလေကြောင်းရေကြောင်းလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုပိုလုံလာလို့အဲ့ဒီလိုတိုက်ခိုက်မှုဘေးရန်ကိုအရင်ထက်ပိုသတိထားဖို့အရက်ကတက်တော် AA ကဒီကနေ့စက်တင်ဘာ29ရက်မှာအရေးပေါ်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အခုရပိုင်းတွေမှာအရက်ကဒေတာအတွေအေအေအပြည့်အဝထိန်းချုပ်ထားပြီးတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့မျိုးရွာတွေကစာတင်ကြောင်းစေစေယုံစေကန်နဲ့ဖုံးတော်ကြီးကြောင်းစတဲ့နေရာတွေကိုအချိန်မရွေးလေးကြောင်းတိုက်ခိုက်မှုလှုပ်ဆောင်နေတာကြောင့်အခုလိုသတိပေးချက်ထုတ်ပြန်ခဲ့တာပါဒါကြောင့်ပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုရန်ကို အရင်ထက်ပိုသတိထားဖို့စစ်ရေးတတိအပြည့်အဝအချိန်မရွေးရှိကြဖို့အေအေကထပ်မံအသိပေးတိုက်တွန်းထားပါတယ်။ အေအေနဲ့စစ်ကောင်စီဟာအာရကဒေတာအတွင်တိုက်ပွဲတွေနဲ့အာရကဒေတာအဆက်နေရာ၃နေရာမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးအဲ့ဒီတိုက်ပွဲတွေမှာစစ်ကောင်စီတပ်ကအထိကအကြဆုံးများစွာနဲ့ရင်ဆိုင်နေရပြီးတပ်ပြက်နေကြောင်းအေအေကထုတ်ပြန်ပါတယ်စစ်ကောင်စီရဲ့အတင်းအဓမ္မစုဆောင်းခြင်းခံရသောတပ်ဖွဲ့ဝင်များမှာတိုက်ခိုက်လို့စိတ်မရှိပဲရှေ့တန်းနောက်တန်းတွေမှာအခွင့်ရရင်ရတယ်လို့တက်ပြေးတာဗတ်ပြောင်းတာအလံဖြူထောင်းတာတွေဒီတိုင်းရှိနေကြောင်းလည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် အာနာသိန်းစစ်ကောင်စီကရခိုင်ပြည်နယ်ရှိတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့လူရွာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတဲ့အထက်ကအခုစက်တင်ဘာ12ရက်မှာကြောက်တော်မြို့နယ်တရက်တပင်ရွာကစာတင်ကျောင်းတွေကိုဘုံကျဲတိုက်ခိုက်ခဲ့လို့ကျောင်းသားကျောင်းသူ20ဦးသေဆုံးက20ဦးခန့်ထဏ်ရာရရှိခဲ့ပါတယ်။